USSR l a t ထက်နေရာထောက်ခဲ့တယ်မ c h i စ e the builder ်တမျိုးသားဆ i ် a ြည့်တယ်ရုရှားအဆောက်အဦးဒီလိုအဆေ i က်အဦးတွေ၅ရေကရှိဝ a ်းတော့မ U, ြောနဲ့တော့အဆောက်အဦးတက်တက်တဲ့၅ရေကရှိကြောက်တော့နေနေဆောက်အားလုံ holiday blog ကနေတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပ you s a j i d ည့်လိုက်ပြန n ရှိတယ်နိုင်ငံကိုစားပြုတဲ့ဆက်ကြည့်ရမဟုတ်သေးဘူ Brazil Brazil ဆက်က BRICS မှာလည်းဆရာပဲเนาะသူလည်း G20 ကမ္ဘာအချမ်းသာကျွယ်ဝသောသုံးထိပ်တည်နိုင်ငံ20ထဲမှာပါတယ်ကျွန်တော်မှလူငယ်တွေဘာကြောင့်စာဖတ်တယ်လဲဆိုတာကျွန်တော်ကြည့်တယ်ဟုတ်ကျွန်တော်လူငယ်တွေဘာကြောင့်စာဖတ်တယ်လဲကမ္ဘာနိုင်ငံမှာစာကြည့်တိုက်ကြအများကြီးပဲအစ်စရီကလူတိုင်းလေသမားပဲတောင်သူပဲလူတိုင်းစစ်သားပဲဒီရောမာရောကုန်စစ်ပညာတက်အကုန်တောင်သူပဲသူတို့တောင်သူကရှင်ပြလောင်းကုန်တယ် ကျူးတန့်လို့ဇီရိုအကိုင်နဲ့ဖရာဝင်လို့ပဲအခင်းတွေပါရဲသွားပြီးတော့သူကစေဖြန့်နေတာမဟုတ်ဘူးစေဘုံကြီးတွေဖြန့်နေအောင် drone လွတ်လိုက်တာစေဖြန့်တဲ့ drone အဲ့မှာဘယ်ပင်ကဒီဩဇာတဲ့အာဟာရတက်ပါလို့လေ NPK nitrogen တက်များနေ nitrogen တက်များနေအဲ့ဒီအပင်အရွက်ခြောက်တာလေအရွက်ကွက်တာလေပိုဆွဲတာလေလားလေ potassium တက်နေ potassium တက်နေနေဒါအတိအကျွန့်လိုက်တာလေအားနိုင်မှာ ဖော့စဖိတ်ဓာတ်တွေနဲ့အသီးတင်တာတွေနဲ့ပဲအလေးပြောက်တွေရှားမယ် NPK Nitrogen Potassium ဟုတ်လားစားရှင်းပြ Phosphoric ဒီဓာတ်တွေဆိုတော့ဒီမှာလိုအပ်တဲ့ဓာတ်တည်းက16မျိုးလိုတယ်လူတွေမှာလိုအပ်တဲ့ဓာတ်တည်းက3မျိုးလိုတယ်အဲ့ဒီပင်တွေကဓာတ်တည်းတွေကိုစပြီးဒီလိုလူကကပလီကာရောဟာရောအိမတ်တကာယတအာဟာရပစ္စိနပစ္စယောကပလီကာရဟာရလှုပ်လွှဲပြီးရတဲ့အာဟာရ အဲ့ဒီဗီတာမင်ဓာတ်ကယ်လ်ရှီယမ်ဓာတ်တက်ထူဓာတ်ပရိုတင်းဓာတ်အဲ့ဒီဓာတ်တွေပဲသားရတာလေအဲ့ဒါအသစ်ပင်တွေကအဲ့ဒါရွေးရတော့ကဒီလိုအမြင်နဲ့ပြောရရေလဲပြင်ရမယ်မြေလဲပြင်ရမယ်လူလဲပြင်ရတို့ဘုန်းကြီးတွေကလူပြင်ဖို့ပဲအောင်ဆိုင်လူပြင်ဖို့တင်အောင်ဆိုင်လို့မရဘူးလူတွေပူသွားပြီလူတွေဉာဏ်ဉာဏ်တွေနှိမ့်သွားအာဟာရတက်မပြည့်ဉာဏ်မကောင်းဘူးရှင်များတို့စာမပါပြီလားပထမပါပြီလားဉာဏ်ကောင်းစေတဲ့နှီးတော်တဲ့တတ္တိဟာအာဟာရပဲအာဟာရပြည့်ဝသားရင်ဉာဏ်ကောင်း ညာကောင်းတဲ့သူချင်းတူတူဆိုအာဟာရပြည့်ဝစားတဲ့သူကပိုပြီးညာကောင်းဒါကြောင့်မြတ်စွာဘုရားကြီးကမဟာသီတ္တနာတို့ဘယ်မှာဟောတော့ပြန်ကမ္မတ္တကံမှာကုရုတိုင်းမှာဟောတယ်ဘာဖြစ်လို့တော့လိုက်ကြည့်လိုက်လိုက်ကြည့်လိုက်တပည့်တော်ဝါသနာပါတယ်အဲ့ဒါလေအဖွင့်နေလိုက်ကြည့်တယ်ဘာကြောင့်သူကကုရုတိုင်းမှာဟောတော့ဆိုကုရုတိုင်းလူတွေကညာကောင်းတယ်ဘာကြောင့်ညာကောင်းဆိုရာသီကုရုကောင်းတယ်ရာသီကုရုကောင်းတဲ့အခါကျတော့ရေမီကောင်းတယ်ရေမီကောင်းတော့အတိအတန်တွေကအာဟာရတက်ပြည့်တယ် အာရတဲ့ပြည့်တဲ့အသီးနှံတွေကိုစားရတဲ့လူတွေညံကောင်းတဲ့ညံကောင်းတော့မာရိရဏသုတ်ရှုွက်၄၀တခုပါကာနုပဒနာမှာရှုွက်၁၄ခုဝေဒနာနုပဒနာမှာဣရိယဗေဒာနိနဲ့ဝေဒနာ၉ပါးကုလူတွေမနပမှန်ဝေဒနာ၉ပါးခွဲဟောတာလေဣရိယဗေဒာနိနဲ့ဟောတာလေဘုမစိတ်တန်ဒီဘာသာမှာစိတ်16မျိုးခွဲခေါ်တယ်လေ။ဟိုဇန်စိတ်တွေတိပြီးသွားရော။ဟုတ်ဗလား။ဓမ္မနုပဒနာမှာအပိုင်း၅ပိုင်းလေ။အဲဒီတော့ ယောရဏပပခန္ဓာပပအာရဏပပဘောဇင်္ဂပပသစ္စာပပရှုကစုစုပေါင်း40ခုပေါ့ကုံရောကုံရောဗာဒယောနာတုတ်ကအရှင်မြတ်အတိုင်းရှုနိုင်တာလူပြည်ပဲရှုရှုနတ်ပြည်ပဲရှုပြိုင်းပဲအကုံထဲ့သေးဟောထားတာဒီထက်ပြည့်စုံတဲ့တုတ်တာမရှိဘူးသမထဘုန်းကြီးတွေမှုတ်နေအောင်လုပ်တာအာရိဒနာတုတ်မှုတ်နေအောင်လုပ်တာထုံးလို့ချေရီလို့တောက်ဆိုတာမျိုးလို့ထုံးလို့ရီလို့နောက်ကျွမ်းနေရတယ် ကမ္မထံပြတော့မှာလေอืมပိုင်ဖို့လိုတယ်ဗျအဲ့ဒါဘာကြောင့်အဲ့ဒီမှာခေါ်တာဆိုအဲ့ဒီကလူတွေညံကောင်းနေညံကောင်းတဲ့သူတွေကိုဘုရားရှင်ကတရားဟောတော့ခြိမိရှိတယ်ပေါ့ဗျာဟုတ်ဘူးလားဗျာနော်အဲ့ဒါဘုရားတဆူတဆူမှာအဲ့ဒီတုတ်တန်ကြီးတကြိမ်ပဲဟောတယ်ထူးထူးခြားခြားကြီးကိုနေရာဒီနေရာမှာအလင်းတဲ့သူလိုကာယ ानु ပဒနာကိုဟောတယ်ဝိညာဉ်ဥပဒနာကိုဟောတယ်တို့တော့၄ခုလုံးတခါတည်းသုံးပြီးဟောတာတစ်ချိန်ပဲဟောတယ်။အဲ့ဒါဘာကြောင့်အဲ့လိုဟောတာလဲ ဉာဏ်ကောင်းတဲ့သူတွေစီမှာသွားပြီဟုတ်တယ်ကမ္မတကမ္မပရိတာရခြောက်ညောင်စုတဲ့နေရာနော်ခြောက်ညောင်စုတဲ့နေရာအဲ့ဒါကြောင့်ကမ္မတကမ္မလို့ခေါ်တယ်ပရိတာရဘွားရခြောက်ညောင်စုတဲ့ဟာအစွဲပြေတယ်ဟောမကန်ဒီတို့ဘုရားကိုပြိုင်တဲ့မကန်ဒီတို့ဆိုတာလည်းအဲ့ဒီဟာအဲ့ဒါတော့ဣသရေနိုင်ငံလူတွေပြောတယ်ဣသရေစီရေးဘက်ကပဲជីជីဘာဘက်ကပဲជីជីအသာသီးရအောင်အမြဲတမ်းယူသားစူးစမ်းနှိုးကြနေတဲ့နိုင်ငံ စပားတပြည့်တော်နိုင်ငံရေတဲ့တိုက်တာဟုတ်ပြန်တော့သူတို့ကန္နရာတဲ့တိုက်တာလေဘယ်လိုစိုက်မလဲရေရေလှောင်းပြီးတိုက်တာမဟုတ်ဘူး irrigation system အဆက်ချစနစ်နဲ့စိုက်ဂျပန်မှာကျတော့သူရဲ့စိုက်တဲ့စနစ်ကတမျိုးပြန်အဲ့တော့တို့နိုင်ငံကအဲ့လိုမျိုးစေးပြန်းဖို့လိုတဲ့ဒီပင်ကဘာတက်လို့ညာဒီပင်ကဘာတက်များနေတာဟာမြေကြီးကိုလည်းသူတို့သိတယ်အပင်ကိုလည်းသိတယ်ဟာတိနံနေနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိတယ်အခု AI ပေါ်လာတဲ့အခါကျတော့လွယ်တယ်ဗျာငရုတ်ပင်တော့နေလို့ AI Google ကိုသွားเนาะ Google မှာ Google Lens ဆိုတာရှိတယ်အဲ့ဒါလေးနဲ့တက်ပေါ်ပြိုင်လာရိုက်ပြီးတော့အဲ့ဒါကိုမေးလာဘာယောဂါရနေတာပြောလိုက်ဘာတက်လို့နေတာဘာယောဂါရနေတာခက်ကအဲ့လိုဖြစ်သွားပြီအဲ့လိုဖြစ်သွားပြီရှင်ပြတယ်เนาะအဲ့ဒါဆိုတော့ဒါတို့ကနိဗ္ဗာန်နိုင်ငံနေဒီလိုပြောမယ်တောင်သူက လောင်းကုန်တယ်ဒီလိုနိုင်ငံကြတော့ဖင်ထဲကိုပါ short တပိတ်တာဝင်မှစပားလေးတနန်းတနန်းထွက်တယ်ဆိုတဲ့ဟာမျိုးအဆက်သက်ကပြောခဲ့တာလေနဖူးကကျွေချေမှကြာမှဆိုရင်နာအောင်ပြောခဲ့တာလေအခုချိန်ဒီလဲအဲ့ဒါမပြောင်းသေးပြောင်းတော့မှာကိုတို့နိုင်ငံကဆရာဝင်လို့နေပြီးတော့စပားတွေပါတွေထွက်အောင် special လုပ်နေတိုင်းပြီအဲ့ကြောင့်ဒီလိုတို့ဒါလေးတွေကိုပြုပြင်ပြောင်းလဲနေဖို့ဒါကြောင့်ဒီနိုင်ငံကြီးဘာကြောင့်တိုးတက်တာလဲဆိုတာကိုပြောတော့ဒီချိန်တော့ပါဗျာဟုတ်ပါဘူးအားလုံးမင်္ဂလာပါဗျာအဲ့ရုရှားနိုင်ငံရဲ့စာကြည့်တယ် USSR.